ကျချက်ပေါ့နော်ကျမတို့ဒီ American က Washington DC Center ကျင်းစုနော်ဒီကနေ့ပေါ့နော်မကြသေးခင်ဒီ9ပိုင်းလောက်ကသူချမှတ်လိုက်တဲ့အဲဆုံးဖြတ်ချက်သူ့ရဲ့အမိန့်မှာတော့ကျမတို့ VOA ဝန်ထမ်းတွေအားလုံးလုပ်ငန်းတွေပြန်သွားဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီကျမတို့ဒီ VOA ကအာပြဋ္ဌာန်းချက်တွေ VOA ကဒီယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့ဒီ American နိုင်ငံရဲ့ဒီ American နိုင်ငံရဲ့အကျိုးစီးပွားပေါ့ American နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကိုကျမတို့ထုတ်လွှင့်နေကြတိုင်းပဲပေါ့နော်ကျမတို့ရဲ့နောက်ပြီးတော့ဒီသတင်းတွေပြန်ပြီးတော့ပုံမှန်လည်းပတ်ခွင့် ဟိုဟာလောက်ဖို့ပေါ့လေဆိုပြီးတော့တရားသူကြီးကအမိန်ချမှတ်လိုက်တယ်အဲ့ဒီမှာကျမတို့ကဝန်ထမ်းပေါင်းဟို1300ကျော်ရှိတယ်အဲ့ဒီဝန်ထမ်းပေါင်း1300ကျော်ကိုထရမ့်အစိုးရကသူကဟိုအကုန်လုံးလုပ်ငန်းတွေကိုသူကရပ်ဆိုင်းပြီးတော့1300ကျော်လောက်ကိုကျမတို့အလုပ်လုပ်ခွင့်မပေးထားတာပေါ့နော်အဲ့ဒါတွေအားလုံးကိုကုန်ရုံးသိမ်းပြီးတော့ကျမတို့အဲ့1300လုံးပေါ့နော်ဝန်ထမ်းအားလုံးအလုပ်တွေပြန်လုပ်ရမယ်နောက်ပြီးတော့ဒီအတန်းထွေလုပ်ငန်းနဲ့အညီပေါ့နော်ကျမတို့ဒီတောင်းဆိုထားတဲ့အဲဒီဟိုပါဟိုနိုင်ငံတကာဒီ wire တည်င်း source တွေအဲ့ဒါတွေနောက်ပြီးတော့ကျမတို့အတန်းထွေလုပ်ငန်းနဲ့ပတ်သက်တဲ့ဤပညာတွေကိုကျမတို့ပြန်ပြီးတော့ ေးဖို့ပေါ့လေအဲ့ဒါတရားသူကြီးကလည်းချမှတ်ထားပါတယ်အဲ့တော့ဒီနောက်ပြီးတော့တရားသူကြီးကတခါတည်းအဲဒီဆုံးဖြတ်ချက်ထဲမှာကျွန်တော်တို့ကအဓိကတော့ US AGM လို့ခေါ်တဲ့ဒီကမ္ဘာလုံးဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းဌာနပေါ့နော်ဒီကမ္ဘာလုံးဒီဆိုင်ရာသတင်းတွေနဲ့ပတ်သက်ပြီးတော့ဟောတင်ပြနေတဲ့တင်ဆက်နေတဲ့ဒီ American သတင်းဌာနရဲ့အောက်မှာကျွန်တော်တို့ VOA နဲ့အတူလုပ်တဲ့ဒီ Radio Free Asia နောက်ပြီးတော့ဒီနောက်ထပ်သတင်းဌာနတစ်ခုပေါ့နော်ဒါကတော့တို့တို့ဒီအရှိအလေပိုင်းသတင်းဌာနတစ်ခုပေါ့လေအဲ့တော့ကျမတို့သတင်းဌာနသုံးခုလုံးကိုပုံပုံမှန်တိုင်းအလုပ်လုပ်ခွင့်ပေါ့နော်အထူးသဖြင့်တော့ဒီ Radio Free Asia ဒီ RFA ကိုတော့ဒီအမ် Congress လွတ်တော်ကချမှတ်ထားတဲ့ budget အတိုင်းပေါ့နော်ဒီသမရထရပ်ဆိုရကအာနေပြီးတော့အဲ့ budget ကိုပေးပြီးတော့ RFA ကိုပုံမှန်လက်ပတ်ခွင့်ပေးရမယ်ဆိုပြီးတော့ချမှတ်ထားပါတယ်တရားသူကြီးရဲ့အမိအရဆိုရင်ကျမတို့ VOE ကချက်ချင်းကိုပဲအလုပ်တွေပြန်ပြီးတော့လက်ပတ်ရတော့မှာ VOA မြန်မာပိုင်းသတင်းတင်ဆက်သူမအင်ဂျင်နိုင်နဲ့ဆက်သွယ်မေးမြန်းချက်ကိုတင်ဆက်ပေးခြင်းပါတယ် VOA American အသံနှင့် Radio Free Asia လွတ်လပ်သည့်အာရှအသံသတင်းဌာနများအပါအဝင် American ပြည်အောင်စု၏ငွေကြေးဖြင့်လက်ပတ်နေသည့်သတင်းဌာနများ၏လုပ်ငန်းများအား တမရဒေါ်လန်ထရပ်အစိုးရကပိတ်ပင်တားဆီးထားခြင်းကိုဆက်လက်မပြုလုပ်ရန်နှင့်ထိုလုပ်ငန်းများမူလအတိုင်းလည်ပတ်စေရန် American Federal တရားသူကြီးကအမိန့်ချမှတ်လိုက်ပြီးထိုသတင်းဌာနများသည်ကမ္ဘာမီဒီယာဆိုင်ရာ American Agency ဟုအမည်ရ Agency for Global Media အစိုးရဌာနအောက်တွင်လည်ပတ်နေခြင်းဖြစ်သည်ထရပ်၏အမိန့်ကြောင့်အလုတ်ကင်ထိခိုက်သွားသူသတင်းဌာနများရှိအများအားအချိန်ပြည့်ဝန်ထမ်းများနှင့် Contract ဝန်ထမ်းများက USIN ဌာနကိုတရားစွဲဆိုမှု6ခုပြုထားသည် ထိုတရားစွဲဆိုမှုများကိုလက်ခံသုံးသပ်ပေးနေသည့် American တရားသူကြီး Voice Lambert ကအတန်းလွတ်လုပ်ငန်းများမူလအတိုင်းပြည်လဲထုတ်လွှင့်ရန်နှင့်ဝန်ထမ်းများအားမူလလုပ်ငန်းများပြန်လုပ်ခွင့်ပြုရန် Trump အစိုးရကိုယနေ့တွင်အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည် Trump ၏မလတွင်ပြုလုပ်ခဲ့သည့်ဆုံးဖြတ်ချက်ကြောင့်ဦးစက်ပြငွေဖြစ်လက်ပတ်နေသည့် VOE အပါအဝင်သတင်းဌာနများရှိသတင်းထောက်များနှင့်ဝန်ထမ်းများလုပ်ငန်းဆိုင်ငန်းခံရခြင်းကိုဖြစ်ပေါ်စေခဲ့ကြောင်း အထူးသဖြင့်ထိုသတင်းဌာနများအတွက်ပြည်ပတွင်အလုတ်လုတ်ပေးနေသည့်သတင်းထောက်များအတွက်အခက်အခဲများစွာဖြစ်ပေါ်စေကြောင်းထို့ပြင်သတင်းလွတ်လပ်ခွင့်ဆုံးရှုံးနေသည့်နိုင်ငံများရှိပြည်သူများလည်းသတင်းအချက်အလက်များရယူခွင့်များစွာဆုံးရှုံးခဲ့ကြောင်းတရားသူကြီးကအင်းဤအမိန့်တွင်မှတ်ချက်ပြုထားသည့်တရားရုံးဤအမိန့်အား Trump ဆိုရကအယူခံဝင်ရရှိမရှိမရှင်းလင်းသေးပေသို့ရာတွင်ယခုအမိန့်အကြောင်းလုပ်ငန်းများလုံးဝရပ်ဆိုင်းထားသည့် VOA သတင်းဌာနချက်ချင်းပြန်လည်လက်ပတ်နိုင်တော့မည်ဖြစ်ကြောင်းသိရှိရသည်။လက်ရှိတွင် VOA သတင်းဌာနသည်လောကရဆိုင်ထားခံရပြီး RFA သတင်းဌာနမှမူဝန်ထမ်းနှင်းငယ်ဖြစ်သောအလုပ်လုပ်ကိုင်နေရသည်။အမှန်ကန်တာရှင်းပြပေးပါရှင်။ဟုတ်ကဲ့အဲ့တော့ဒီတရားသူကြီးကကျမတို့ ဒီဆုပ်ဖြတ်ချက်ပေါ့နော်ကျမတို့ဒီ American က Washington DC စံတော်ချိန်ဆိုတော့ဒီကနေ့ပေါ့နော်မကြသေးခင်ဒီနိုင်ပိုင်းလောက်ကသူချမှတ်လိုက်တဲ့အဲဆုပ်ဖြတ်ချက်သူ့ရဲ့အမိန့်မှာတော့ကျမတို့ VOA ဝန်ထမ်းတွေအားလုံးလုပ်ငန်းဝင်ပြန်သွားဖို့ပေါ့နော်အဲနောက်ပြီးတော့ဒီကျမတို့ဒီ VOA ကအာပြဋ္ဌာန်းချက်တွေ VOA ကဒီယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့ဒီ American နိုင်ငံရဲ့ဒီ American နိုင်ငံရဲ့အကျိုးစီးပွားပေါ့ American နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကိုကျမတို့ထုတ်လွှင့်နေကြတိုင်းပဲပေါ့နော်ကျမတို့ရဲ့နောက်ပြီးတော့ဒီသတင်းတွေပြန်ပြီးတော့ပုံမှန်လည်းပတ်ခွင့် ဟိုဟာလောက်ဖို့ပေါ့လေဆိုပြီးတော့တရားသူကြီးကအမိန်ချမှတ်လိုက်တယ်အဲ့ဒီမှာကျမတို့ကဝန်ထမ်းပေါင်းဟို1300ကျော်ရှိတယ်အဲ့ဒီဝန်ထမ်းပေါင်း1300ကျော်ကို Trump အစိုးရကသူကဟိုအကုန်လုံးလုပ်ငန်းတွေကိုသူကရပ်ဆိုင်ပြီးတော့1300ကျော်လောက်ကိုကျမတို့အလုပ်လုပ်ခွင့်မပေးထားတာပေါ့နော်အဲ့ဒါတွေအားလုံးကို ကုန်ရုပ်သိမ်းပြီးတော့ကျမတို့အဲ့ထောင်းသုံးရအောင်ပေါ့နော်ဝန်ထမ်းအားလုံးအလုပ်တွေပြန်လုပ်ရမယ်။နောက်ပြီးတော့ဒီအတန်ွေလုပ်ငန်းနဲ့အညီပေါ့နော်ကျမတို့ဒီတောင်းဆိုထားတဲ့အဲဒီဟိုပါပေါ့အာနိုင်ငံတကာဒီ wire တည် source တွေအဲ့ဒါတွေနောက်ပြီးတော့ကျမတို့အတန်ွေလုပ်ငန်းနဲ့ပတ်သက်တဲ့ဤပညာတွေကိုကျမတို့ပြန်ပြီးတော့ပေးဖို့ပေါ့လေအဲ့ဒါတရားသူကြီးကလည်းချမှတ်ထားပါတယ် အဲ့တော့ဒီနောက်ပြီးတော့တရားသူကြီးကတခါတည်းအဲဒီဆုံးဖြတ်ချက်ထဲမှာကျမတို့ကအဓိကတော့ USAGM လို့ခေါ်တဲ့ဒီကမ္ဘာလုံးဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းဌာနပေါ့နော်ဒီကမ္ဘာလုံးဒီဆိုင်ရာသတင်းတွေနဲ့ပတ်သက်ပြီးတော့ဟောတင်ပြနေတဲ့တင်ဆက်နေတဲ့ဒီ American သတင်းဌာနရဲ့အောက်မှာကျမတို့ VOE နဲ့အတူလုပ်တဲ့ဒီ Radio Free Asia နောက်ပြီးတော့ဒီနောက်ထပ်သတင်းဌာနတစ်ခုပေါ့နော်ဒါကတော့တို့တို့ဒီအရှိအလေပိုင်းသတင်းဌာနတစ်ခုပေါ့လေအဲ့တော့ကျမတို့သတင်းဌာနသုံးခုလုံးကိုပုံပုံမှန်တိုင်းအလုပ်လုပ်ခွင့်ပေါ့နော်အထူးသဖြင့်တော့ဒီ Radio Free Asia ဒီ RFA ကိုတော့ဒီ um Congress လွတ်တော်ကချမှတ်ထားတဲ့ budget အတိုင်းပေါ့နော်ဒီသမရထရပ်အစိုးရကအာနေပြီးတော့အဲ့ budget ကိုပေးပြီးတော့ RFA ကိုပုံမှန်လက်ပတ်ခွင့်ပေးရမယ်ဆိုပြီးတော့လည်းချမှတ်ထားပါတယ်နောက်ပြီးတော့ကျမတို့ VOE ကနောက်တစ်ချက်က VOE ဝန်ထမ်းတွေကလည်းကျွန်တော်တို့ဒီ US AGM ပေါ့နော် Trump အစိုးရရဲ့ဒီ US AGM ကို agency ကိုကျမတို့တရားစွဲထားတဲ့နေရာမှာဝန်ထမ်းတွေမကောက်ဘူးကျမတို့ BOE ရဲ့ director Mike ကလည်းကျမတို့ BOE ရဲ့ director ကလည်းပေါ့နော်အဲဒီအစိုးရကိုပြန်ပြီးတော့တရားစွဲထားတဲ့အဓိကလုပ်ငန်းတွေကိုပြန်ပြီးတော့အာဒီပြဋ္ဌာန်းချက်တွေပေါ့နော်လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ဒီလက်ပတ်ခွင့်ပြုဖို့ဆိုတဲ့ဒီအမှုကိုလည်းတရားသူကြီးကအနိုင်ပေးလိုက်တယ်ဆိုတော့ကျမတို့အားလုံးကအလုပ်ပြန်လုပ်ခွင့်တော့ရနေပြီပေါ့လေ အဲဆိုတော့ဒီတမန်တော်ထရမ့်ရဲ့အစိုးရအဖွဲ့ဘက်ကရောတရားသူကြီးရဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဗောနောသူတို့ဘလို့တုံ့ပြန်မှုရှိလဲပြီးတော့ဒီသူတို့ရဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးတော့အမတို့ဒီ VOE ပြန်လည်လည်ပတ်မဲ့အခြေအနေပေါ့နော်ပြီးတော့ဒီဝန်ထမ်းအလုံးလုပ်ငန်းခွင့်ပြန်သွားလို့ရမယ်အခြေအနေကရောအပြောင်းလဲဖြစ်လာနိုင်အောင်မလား ဲ့တော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့သမ္မတထရမ့်ဘက်ကဘယ်လိုပြန်ပြီးတော့တုံ့ပြန်မလဲဆိုတာတော့ကျွန်တော်တို့မသိသေးဘူး။ဒါပေမဲ့ကျွန်တော်တို့ဟိုမြင်ထားတာကတော့သူတို့ဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သူတို့အယူခံဝင်မယ်ပေါ့နော်။အဲအဲ့လိုမျိုးတော့ရှိနေဆိုတော့အခုဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကကျွန်တော်တို့အတွက်ကဒါအနိုင်ရတယ်ဆိုပေမဲ့ဒါအဆင့်ကဟိုဘယ်လိုပြောလဲအဆင့်အများကြီးတွေကအဆင့်တစ်ဆင့်ပဲရှိသေးတယ်ပေါ့လေ။ဆိုတော့ဟိုကျွန်တော်တို့အဓိကတိုက်နေရတာကအာ အမေရိကန်ရွှေတော်က VOA နဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေတိုင်းပေါ့နော်လွတ်လပ်တဲ့သတင်းဌာနတစ်ခုအနေနဲ့အမေရိကန်နိုင်ငံရဲ့အတန်ကိုကျမတို့ကအာလွှင့် ဟိုမှန်မှန်ကန်ကန်ပေါ့နော်ဒီတည်င်းဒီကျင့်ဝတ်နဲ့အညီကျမတို့လွှင့်ထုတ်နိုင်ဖို့နောက်ပြီးတော့ဒီတရုတ်တို့ရုရှားတို့အီရန်တို့စတဲ့ဒီဟိုအာဏာရှင်ပေါ့နော်ကျမတို့မြန်မာနိုင်ငံကဒီစစ်အစိုးရတို့ပေါ့နော်ဒီစစ်အာဏာရှင်တွေဒီကြီးစိုးတဲ့နိုင်ငံတွေမှာတည်င်းအတူတည်င်းအမားတွေဒီတည်င်းလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေအတွက်ကိုကျမတို့ကဒီဟာတည်င်းလွတ်လပ်လက်လက်နဲ့တည်ဆပ်ခွင့်ရဖို့ပေါ့နိဆိုတော့ဒီလိုဟိုလွှတ်တော်ကပြဋ္ဌာန်းထားတဲ့အချက်တွေအတိုင်းကျမတို့ပြန်ပြီးတော့ VOA နေနဲ့လက်ပတ်ဖို့ကိုကျမတို့ဆက်ပြီးတော့တိုက်သွားမယ်ဒါပေမဲ့ ဒီကျွန်တော် Trump အစိုးရအဖွဲ့ကတော့ဒီ US agency အနေနဲ့ကတော့ဟိုကျွန်တော်တို့ VOE နဲ့ပတ်သက်တဲ့တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးတော့တို့အယူခံဝင်သွားမယ်ဆိုရင်တော့ဟိုကျွန်တော်တို့ပြန်ပြီးတော့လုပ်ငန်းဝင်တွေကိုပြန်ပြီးတော့အရင်တိုင်းပြန်လုပ်နိုင်ဖို့ဆိုတော့တော့မဖြစ်နိုင်သေးဘူးပေါ့နော်ဆိုတော့ဒါဒီနောက်ပိုင်းကတော့လွှတ်တော်ကနေပြီးတော့ VOE ကိုဘယ်လိုပုံစံနဲ့ဆက်ထားမလဲဆိုတဲ့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မှာတော့ပို့ပြီးတော့အရေးကြီးလာမယ်လို့တော့ကျွန်မမြင်ပါတယ်ရှင် ဟုတ်ကဲ့မှာဒီတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုအကြတိပြရတော့မှာပေါ့နော်အားလုံးကဒီ VOA အကနေပြီးတော့ဘယ်တော့သတင်းတွေပြန်လွှဲလာတော့မလဲဆိုတာကိုသိချင်ကြတာပေါ့နော်ဆိုတော့ဒီ VOA ကနေပြီးတော့သတင်းတွေပြန်လွှဲမဲ့အချိန်ကရောဘယ်တော့လောက်ဖြစ်နိုင်မလဲလို့ပြောလို့ရနိုင်မလဲတကယ်လို့ဒီသတင်းပြမှုကြားထဲမှာပေါ့နော်ဘလို့အတောင်စီတွေရောဖြစ်လာနိုင်မလဲโอเคတော်တော်ထရမ်အစိုးရကတော့ပေါ့နော်ကျမတို့ဒီ VOA ကိုသူကတော့လုံးဝဟိုရက်ဆိုင်လိုက်ဖို့ပေါ့နော်ဒါသူတို့စူးစမ်းနေတယ်စူးစမ်းတာလည်းဖြစ်တယ်အဓိကကတော့သူတို့ဒီအစိုးရအသုံးစရိတ် အဲ့တော့ပေါ့နော်ဒီရာအပီအိုအနေနဲ့က ဒါမရှိသင့်ဘူးပေါ့လေဒါအစိုးရအသုံးစရိတ်ကဒီ VOA အတွက်မသုံးသင့်ဘူးဆိုတော့အကြောင်းပြချက်နဲ့တို့ကတော့အနီကောင်ကျမတို့အတန်းတွင်းလုပ်ငန်းအားလုံးကိုရပ်ပစ်ဖို့ကြိုးစားတာဖြစ်တယ်။အဲတော့ဒီဘက်မှာလည်းဒါတမန်တော်အမိန့်နဲ့ဖြစ်နေတယ်။အခုတရားဝင်ကြီးဒီတရားရေးဌာနကတော့ဒါ VOA ကလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်အတိုင်းဆက်ပြီးတော့ရှိရမယ်။ဒီ mandate အတိုင်းပေါ့နော်လွှတ်တော်ကပေးထားတဲ့ mandate အတိုင်းကျမတို့ VOA ကဆက်ပြီးတော့သွားရမယ်ဆိုတော့အော်တော့ဟိုတကယ်တမ်းတော့တရားရေးအရာဆိုရင်တော့ကျမတို့ကပြန်လုပ်နေတင်ပြီ။ဒါပေမဲ့ဒီဘက်မှာလည်းတမန်တော်ရဲ့အမိန့်အာဏာရှိနေတဲ့အတွက်ဒီတစ်ခုချမှာတော့ကျမတို့ တို့ပြည်ဝေးတာပေါ့နော်ဟိုပုံမှန်တိုင်းအရင်တိုင်းပြန်ပြီးတော့လေပတ်ဖို့ဆိုတာကတော့ကျမတို့သိညော်လေးလို့တော့မရဘူးဒါပေမဲ့အဲဒီအခု VOE ကိုဘယ်လိုပုံစံမျိုးနေနဲ့ပြန်ပြီးတော့ထုတ်လည်မလဲဆိုတာတော့ကျမတို့ဒီ VOE ကလူကြီးတွေပေါ့နော်အုပ်ချုပ်ရေးခိုင်းကတော့သူတို့ ချိန်နေသူတို့ပြန်ပြီးတော့ဆွေးနွေးနေကြတယ်ဆိုတော့ဒီတရားသူကြီးရဲ့အမိန့်ရဆိုတော့ကျမတို့ကချက်ချင်းကိုပဲကျမတို့အရုပ်တွေစပြီးတော့လက်ပတ်ရတော့မှာဖြစ်တယ်ဒါပေမဲ့ကျမတို့ Trump အဖွဲ့အနေနဲ့ကတော့အစိုးရအဖွဲ့အနေနဲ့ကတော့ဘလို့ဒီတရားသူကြီးဆုံးဖြတ်ချက်ကိုဘလို့ခုခံခြေပပြီးတော့ဘလို့သွားမလဲဆိုတဲ့ပုံမှာတော့ကျမတို့လည်းဟိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်တယ်အဲ့တော့ဟိုအချိန်ရဆိုလို့ရှိရင်တော့ကျမတို့က VOA ကိုချက်ချင်းနေချိန်လဲဆိုတာကတော့တကယ်တမ်းတော့ အတိအကျပြောလို့မရသေးဘူးနော်ကျမတို့ကတော့အခုညွှန်ကြားချက်တွေရဆိုရင်ဟိုမှာမနေ့ပြန်လို့ကျမတို့ ready ဆိုလို့ရှိရင်ကျမတို့ကအတန်းတွေလုပ်ငန်းတွေကိုပြန်ပြီးတော့လုပ်ဖို့ကျမတို့ကချက်ချင်းရုံးတွေကိုကျမတို့ပြန်ပြီးတော့တက်ရောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကိုစောကပြောတယ်လို့ပဲကျမတို့ trap ဖွင့်ရနေပြီးတော့အော်သူတို့တရားသူကြီးရဲ့အမိကိုပြန်ပြီးတော့အကူပြန်ဝင်မယ်ဆိုရင်တော့ကျမတို့အလုပ်ကတော့သွားလို့မရသေးဘူးပေါ့နော်ဆိုတော့အဲ့လိုတော့ဖြစ်နေပါတယ် ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဒီအမှုကိစ္စတွေအကြောင်းလေးဆက်လာပါဒီ VOA ဘက်ကနေပြီးတော့သမရထရန်ဘက်ကိုပေါ့နော်တရားစွဲဆိုထားတဲ့အမှုတွေရှိတယ်လို့လည်းသိရတော့အမှုပေါင်းဘယ်နှခုလောက်တရားစွဲဆိုထားတာရှိလဲပြီးတော့ဒီအမှုတွေတဲ့ကမှာပေါ့နော်ကြားနာပြီးတဲ့အာကြားနာပြီးတဲ့နောက်ပြီးတော့ဒီတရားသူကြီးဘက်ကဆုံးဖြတ်ချက်ချပြီးတဲ့အမှုကရောဘယ်နှခုလောက်ရှိနေပြီလဲဟုတ်ကဲ့ကျမတို့ကအဓိကဒီသမရထရန်ပေါ့နော် အခုကျမတို့ဒီ VOE ကတရားစွဲထားတာကတော့ USAGM ကိုကျမတို့ရဲ့မိခင်အဖွဲ့အစည်းကိုကျမတို့ကပြန်ပြီးတော့တရားစွဲရတယ်လို့ဖြစ်နေတာပေါ့နော် VOE ဝန်ထမ်းတွေကအဲ့တော့ VOE ဝန်ထမ်းတွေစွဲထားတာကတော့အခုလိုမျိုး VOE ဂျုံငန်းတွေကိုရုတ်တရက်ရန်လိုက်ပြီးတော့ကျမတို့အားလုံးကိုဟိုအလုပ်ဟိုဟိုပါပေါ့ administrative leave ပေါ့နော်ကျမတို့ကိုအဲ့လိုမျိုးဟိုခွင့်ပေးလိုက်တဲ့အတွက်လုပ်ငန်းတွေရက်ဆိုင်လိုက်တာဟာတရားဥပဒေနဲ့မညီဘူးဥပဒေကအာလောက်တာမဟုတ်ဘူးဆိုပြီးတော့ကျမတို့ကတရားစွဲထားတဲ့နေရာမှာအဓိကကတော့ American နိုင်ငံရဲ့ဒီဖွဲ့စည်းပုံခြေတဲ့ဥပဒေပေါ့နော်ဒီ ီ amendment ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပထမဆုံးပြင်ဆင်ချက်ဖြစ်တဲ့ဒီဟိုပါပေါ့ဒီလက်စွာပြောဆိုခွင့်အဲ့ခါကိုဖုတ်ဖောက်တယ်ဆိုရင်အထက်နဲ့ကျမတို့ကအာတရားဆွဲထားတယ်နောက်ပြီးတော့ဒီအမေရိကန်နိုင်ငံကပြဋ္ဌာန်းထားတဲ့ဒီအလုပ်သမားအခွင့်အရေးတွေပေါ့နော်ကျမတို့ဝန်ကြီးနေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေဒီပါလောတွေနဲ့ပတ်သက်ရင် ဒီလုံဆောင်ချက်တွေဟာချိုးဖောက်မှုရှိတယ်ဆိုတာကိုလည်းကျမတို့ကဟိုပြဆွဲထားပါတယ်အဲ့ဒီမှာပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီ VOA Guider ဆွဲထားတဲ့အမှုကတော့ VOA ဟာလွှတ်တော်ကပြခန်းချက်တဲ့အညီဖွဲ့စည်းထားတာဖြစ်တယ်အခုလိုမျိုးသဗ္ဗတ Trump အမိန်တဲ့ VOA လုပ်ငန်းတွေကိုကျဆိုင်းလိုက်ပြီးတော့ကျမတို့အတန်းတွေတိတ်အောင်လုပ်လိုက်တာဟာလွှတ်တော်ရဲ့ပြခန်းချက်ကိုချိုးဖောက်တာဖြစ်တယ်ဆိုပြီးတော့လည်းကျမတို့ကပြဆွဲထားတာဖြစ်ပါတယ်ဆိုတော့ဒီဆွဲချက်တွေအားလုံးကိုလက်ရှိဒီ Washington DC မှာရှိတဲ့ကျမတို့ဒီ Federal တရားသူကြီးကနေပြီးတော့ NIB လိုက်တာပေါ့နော်ကျမတို့အားလုံးဒါတွေအကုန်လုံးကိုပြန်ပြီး ော့ရပိုင်ခွင့်ရှိတယ်ဆိုပြီးတော့သူကဆုတ်ဖြတ်ပေးလိုက်တာဖြစ်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့မှာဒီ VA ကခေတ္တရပ်တန့်သွားတဲ့နားမှာပေါ့နော်မြန်မာနိုင်ငံလိုမျိုးဒီသတင်းမှန်ရရှိဖို့အချိန်နဲ့တပြေးညီသတင်းသတင်းမှန်ရရှိဖို့အတွက်အရေးကြီးနေတယ်မြန်မာနိုင်ငံလိုနိုင်ငံအတွက်ကတော့ဒါထိခိုက်မှုရှိတယ်လို့ပြောရမှာပေါ့နော်နောက်တစ်ပတ်မှဆိုလို့ရှိရင်လည်းဒီအမားတို့ဒီသတင်းတင်ဆက်တဲ့သူတွေ VA ကသတင်းထောက်တွေအနေနဲ့ဆိုရင်ရောအဲဒီလိုမျိုးသတင်းတင်ဆက်ခွင့်မရတဲ့အခြေအနေမှာစိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဆိုတာပေါ့နော်ဒီသတင်းတွေကိုဖော်ပြပေးချင်တယ်ဒါပေမဲ့ကိုယ်မှာဒါနဲ့ပတ်သက်ပြီးတော့လုပ်လို့မရတဲ့အခြေအနေဖြစ်နေတဲ့ဆိုတဲ့နေရာမှာဘလို့ထိခိုက်မှုတွေရှိလဲဒါမှမဆိုလို့ရှိရင်လည်းဒီ VA ရပ်တန့်ခေတ္တရပ်တန့်ထားတဲ့အချိန်မှာပေါ့နော်မြန်မာနိုင်ငံမှာဒီငွေ င်ကိစ္စတွေဆိုရင်လည်းဟိုငငင်လောက်ခတ်တဲ့ကိစ္စတွေကိစ္စအကြီးကျယ်ဖြစ်သွားတာမျိုးတွေရှိတယ်ဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ဟိုအမတို့ဒီ VA ဝန်တန်းတွေဘက်ကဘယ်လိုစိတ်ခံစားချက်ရှိလဲရှင်โอเคสุดท้ายอ่ะညီမပြောသားတယ်လို့ပဲပေါ့เนาะဟိုကျမတို့ကဒီလိုမျိုး VOE ဆိုတာကနှစ်ပေါင်း80ကျော်ဟိုလေပတ်လာတဲ့ဒါတင်းဌာနကြီးတစ်ခုဖြစ်တဲ့ဒီကမ္ဘာလုံးအတွက်ပေါ့เนาะ အထူးသဖြင့်ကျမတို့ကဒီကဘာလုံးဒီကဘာလုံးမှာဆိုလို့ရှိရင်လူပေါင်းတန်း360ကျော်လောက်ကိုเนาะကျမတို့ရဲ့ထုတ်လွှင့်ချက်တွေကဟိုနားဆင်နေကြတာဖြစ်တယ်ဆိုတော့အခုလိုမျိုးရက်လိုက်တော့ကျမတို့မြန်မာနိုင်ငံကျမတို့မြန်မာဌာနကဟိုကျမတို့ဝန်ထမ်းတွေကျမတငယ်ချင်းတွေအားလုံးပေါ့เนาะကျမတို့ဖို့ဂိုင်ဘက်တွေအားလုံးဆိုရင်တော်တော်လေးကိုဟိုစိတ်ဆင်းရရတယ်တကယ်တမ်းတော့လေဘာဖြစ်လို့လဲဆိုတော့အခုဒီငလျင်လှုပ်တဲ့နေရာဆိုလို့ရှိရင်ဒါကျမတို့เนาะအဲ့လိုနေမှာတကယ်အကြီးအကျယ်လှုပ်လှုပ်သွားရဲဆိုတဲ့နေမှာပေါ့เนาะကျမတို့တတိယနေ့တင်ဆက်ခွင့်မရတော့ကျမတို့တော်တော်ယူကြုံမရဖြစ်ရတယ်ဆိုတော့ကျမတို့ view မြန်မာဌာန ာကဘယ်တော့မှဆိုမြန်မာနိုင်ငံမှာဒီတည်င်းအဲ့လိုအကြီးအကျယ်ကြီးဖြစ်လာတိုင်းပေါ့နော်ဒီဖြစ်ရဆိုရင်အထူးသဖြင့်ဒီရခိုင်ပြည်ပိုင်းမှာဖြစ်ခဲ့တဲ့ Ranger တွေပေါ့ဖြစ်ခဲ့တဲ့ကိစ္စတွေနောက်ပြီးတော့ဒီအရင်တော့က2008เนาะ Nagis မုန်တိုင်းတိုက်ခိုက်ခဲ့တဲ့ကိစ္စတွေနောက်ပြီးတော့ဒီစစ်အာဏာသိမ်းခဲ့တဲ့ကိစ္စတွေနောက်စစ်အာဏာရှင်တွေကိုအငြင်းနဲ့တော်လှန်နေတဲ့ဒီလှုပ်ရှားမှုတွေမှာဆိုရင် VOA မြန်မာပိုင်းဌာနအနေနဲ့ဘယ်တော့မှနောက်မကျဘဲနဲ့ပေါ့နော်အချိန်နဲ့တပြေးညီကျမတို့ဖြစ်နေတဲ့အခြေအနေတွေကိုလူထုကိုအခြေအနေမှန်သိအောင်ကျမတို့ပြင်ဆင်ခွင့်ရတယ်အခုဒီအကြီးအကျယ်လှုပ်ခဲ့တဲ့ဒီငလျင် ကိစ္စမှာပေါ့နော်ဒီစကိုင်းကလေးမှာဆိုလို့ရှိရင်လေအဲကျမတို့ဒီအသက်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကျမတို့ဒါပြင်ပခွင့်ရမယ်ဆိုရင်ဒီကယ်ဆယ်ရေးလုပ်ငန်းတွေနိုင်ငံတကာအကူအညီတွေကိုကျမတို့ဟိုမှန်မှန်ကန်ကန်နဲ့ ပြည်သူတွေသိခွင့်ရအောင်ကျမတို့ကတင်ဆက်နိုင်မှာဖြစ်တယ်ဒီဒီခွင့်ရေးတွေကိုကျမတို့ဆုံးရှုံးခဲ့ရတယ်ပေါ့နော်ကျမတို့တော်တော်ယူကြုံရဖြစ်တယ်ဒါပြီးတော့ဟိုအမေရိကန်နိုင်ငံအနေနဲ့လည်းဟိုဘယ်လိုဒီမြန်မာပြည်သူတွေအတွက်ဘယ်လိုကူညီနိုင်မလဲဘယ်လိုကူညီနေလဲဒီလိုဟိုဒီနဲ့ပတ်သက်ပြီးကျမတို့မေးမြန်းတင်ဆက်ခွင့်ကျမတို့ဒီလွှတ်တော်ကိုပေါ့နော်အမေရိကန်လွှတ်တော်ကိုကျမတို့မေးမြန်းခွင့်ပေါ့နော်ဒါတရင်သမားတောက်အနေနဲ့ဒါမျိုးတွေလည်းကျမတို့ဆုံးရှုံးခဲ့ရတယ်ဆိုတော့ဟိုအဲ့ဒီအတွက်လည်းကျမတို့တကယ်ယူကြုံရဖြစ်ရတယ်နောက်ပြီးတော့ဟိုကျမတို့တရင်ဌာနအနေနဲ့ဟိုအခုလိုမြန်မာနိုင်ငံမှာစစ်ကောင်စီကနေပြီးတော့တရင်တွေကိုဟို ပိတ်တင်ထားတဲ့အချိန်ပေါ့နော်အဲနောက်ပြီးတော့သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်နေတဲ့အချိန်မှာဒီကျမတို့ဒီဘက်ကနေပြီးတော့သတင်းတွေကိုအချက်လက်ပြည့်ပြည့်စုံစုံနဲ့ကြေပြောက်ခွင့်ဆုံးရှုံးတာဟာလေအဲကျမတို့မြန်မာပြည်သူတွေအတွက်တော်တော်လေးလေးဟိုမြင့်လာတယ်လို့ကျမတို့မြင်ပါတယ်ရှင့်အဲဟုတ်ကဲ့ပါမန်နေဂျာလေးရှင်ဆိုတော့ဒီ VOA ရဲ့သတင်းတင်ဆက်သူတရားအနေနဲ့ရောပေါ့နော်ဒီမြန်မာနိုင်ငံကမြန်မာပြည်သူတွေအတွက်ဘာသတင်းစကားပါချင်တာရှိလဲပြီးတော့ဒီလက်ရှိ VOA ရင်ဆိုင်နေရတဲ့အမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရောဖြည့်ဆွတ်ပြီးတော့ပြောပြချင်တဲ့အကြောင်းအရာရှိအောင်လားရှင် โอเคဟိုကျမကမြန်မာမြန်မာနိုင်ငံမှာဝင်ထွက်ခဲ့တယ်ဒါကျမရဲ့နိုင်ငံဖြစ်တယ်ပေါ့เนาะဆိုတော့ကျမရဲ့ဒီအမိနိုင်ငံမှာကျမကဒီအကျမတို့ဝင်ထွက်ခြင်းကလေးကတပါတီအာဏာရှင်စနစ်เนาะကျမတို့ဒီကျမတို့ဒီတည်လွတ်လပ်ခွင့်နဲ့ပတ်သက်တာဖြစ်ဖြစ်ကျမတို့ဒီလူ့ခွင့်ရေးနဲ့ဖြစ်ဖြစ်ကျမတို့အဲ့ချိန်ကကျမဒီအသက်ဟိုငငယ်ဟိုပါပေါ့เนาะကျမအသက်ဆယ်ကျော်တက်ခရီးကကျမတို့ကဒီတိုက်ပွဲဝင်ခဲ့တယ်ဆိုတော့အဲ့လိုတိုက်ပွဲဝင်ရင်းနဲ့ပေါ့เนาะကျမကအခုအမေရိကန်နိုင်ငံလိုလူ့ခွင့်ရေးအပြည့်အဝဒီမိုကရေစီနိုင်ငံဆိုတဲ့လူ့ခွင့်ရေးတွေကိုလေးစားရတဲ့ဆိုတဲ့နိုင်ငံကိုကျမရောက်လာတဲ့ချိန်ကဟိုကျမကိုယ် ုင်အခုအမေရိကန်အစိုးရအခုပေါ့တရင်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်မပြန်ပြီးတော့ဟိုမြန်မာနိုင်ငံလူမျိုးပြန်ပြီးတော့တိုက်ရမယ်လို့ကျွန်မမထင်ခဲ့မိဘူးပေါ့နော်ပြန်ပြီးတော့ကျွန်မတို့တောင်းဆိုရမယ်တိုက်ပွဲဝင်ရမယ်လို့ကျွန်မမထင်ခဲ့မိဘူးဒီနိုင်ငံမှာအခုဆိုရင်ကျွန်မတို့ဟာဒီအမေရိကန်နိုင်ငံမှာလည်းတရင်လွတ်လပ်ခွင့်အတွက်ကျွန်မတို့ဟာပြန်ပြီးတော့အော်ဒီသက်ဆိုင်ရာအမေရိကန်အစိုးရကိုကျွန်မတို့ပြန်ပြီးတော့တိုက်နေရတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်မတို့ပြည်သူတွေအဲကျွန်မတို့ဒီတည်င်းဟိုကျွန်မတို့တည်င်းပြည်သက်တွေအတွက်ပေါ့နော်ကျွန်မတို့ကိုမှန်မှန်ကန်ကန်နဲ့ ဖြစ်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့အချက်လက်မှန်မှန်ကန်ကန်နော်ဟိုတက်ဆိုင်တဲ့နေရာတွေတက်ဆိုင်သူတွေကိုကျွန်တော်တို့မင်းညာတင်ပြခွင့်အဲရဖို့ပေါ့လေဒါတွေကိုကျွန်တော်တို့ခု အထူးသဖြင့် American နိုင်ငံလိုနိုင်ငံမှာတော့မှကျွန်တော်တို့ပြန်တိုက်နေရတယ်ဒီအတွက်လည်းကျွန်တော်တို့ဆက်ပြီးတော့ဟောကျွန်မအနေနဲ့ကတော့တရင်လွတ်လပ်ခွင့်တဲ့တိုက်ပွဲဝင်သွားမယ်ဒါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံလိုတရင်လွတ်လပ်ခွင့်ဖိနှိပ်နေတဲ့နိုင်ငံတွေမှာဒီတရင်မှန်နေတိကျဖို့ရဖို့အတွက်ပေါ့နော်ဒါကကျွန်တော်တို့တရင်လွတ်လပ်ခွင့်ကအရင်ရေးကြည့်တယ်ဒီကဘာကြီးဒီကဘာလုံးမှာဘာတွေဖြစ်နေလဲဆိုတဲ့အခြေအနေမှအချက်လက်မှန်တွေကိုသိဖို့မြန်မာနိုင်ငံလိုတရင်တွေဖိနှိပ်ခံထားတဲ့နိုင်ငံတွေမှာကျွန်တော်တို့ American မှာရှိတဲ့တရင်ဌာနတွေနဲ့ ရင်ဆက်ခွင့်ရနိုင်ဖို့ပေါ့နော်ကျမတို့ဆက်ပြီးတော့တိုက်သွားမှာဖြစ်တယ်ဒီအတွက်လည်းကျမတို့ဒီ American ကျမတို့ဒီ VOA သတင်းဌာနကိုဟိုဆက်ပြီးတော့အားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်းကျန်လာရှင်ကျွန်တော်